ဆရာဦးတင်းဆွေအနေနဲ့ဒီစတုဒ္ဓအကြိမ်များတိုင်းသာတိုင်းရင်းမီမီဒီယာညီလာခံကိုတက်ရောက်လာတယ်ဒီမှာလေ့လာတယ်ဒီပြီးခဲ့တဲ့9နှစ်သက်တမ်းအတွင်းမှာလည်းပဲသမရဦးသိန်းစိုးရလက်မှာအစိုးရလက်ထက်မှာဒီတိုင်းရင်းမီဒီယာတွေကဖွံ့ဖြိုးတိုးတက်လာရှိနေအောင်အရင်တုန်းကဒီနေဆက်မှာရှိနေတဲ့မီဒီယာတွေလည်းပြည်တွင်းကိုရောက်လာရလို့ပြောလို့ရသွားပြီဆိုတော့မီဒီယာတွေတိုင်းရင်းမီဒီယာတွေအားလုံးကပေါင်းစည်းသွားပြီဆိုတော့ဒီပြိုင်နက်ထက်မှာပဲဒီတိုင်းရင်းမီဒီယာတွေနေနဲ့ရောကျွန်တော်တို့အားလုံးသိတင်တာက တို့မီဒီယာတွေအနေနဲ့ဘာတွေအားကောင်းချက်ရှိလဲဘာတွေရှေ့ဆက်ပြီးလုပ်ဖို့ကြံနေဦးမလဲလို့ထင်တယ်။ဘာမှမရှိတဲ့ဝန်ကျင်တစ်ခုမှာကျွန်တော်တို့ကအခုဘာပဲပြောဟိုဥပဒေတွေနဲ့ရှောင်လန်းနေတဲ့ဟိုဝန်ကျင်တစ်ခုဖြစ်လာအောင်တော့ကျွန်တော်လှုပ်ဆောင်နိုင်ပြီဖြစ်ပါတယ်။အလားတူပဲအဲ့ဒီမှာမှာအဓိကသည်ဒီ community တွေပေါ့ဒီဒီ ethnic media တွေကတကယ်တော့ commercial media အနေနဲ့သူကတွားမဲ့ပုံစံမရှိဘူးသူတွားလို့လည်းမရအောင်ကျွန်တော်နိုင်ငံရဲ့ media concentration အရဆရာတို့လည်းသိရတဲ့အတိုင်းပဲဟိုမျိုးကြီးတွေမှာပဲအားကောင်းစုပြီးတော့နေတယ်မျိုးကြီးတွေမှာစုနေတာတော့မှ ဒီ print ဒီဒဇောင်ရဲ့ဟို copies ကဘယ်တော့မှမရှိဘူးဆိုတော့ဒီလိုမျိုး ethnic media တွေကထွန်းကားလာဖို့ဆိုတော့တော်တော်တော့ကျွန်တော်တို့ဟိုဟိုစိတ်ပူကြတော့ရှိပါတယ်အနောက်ကဒါ print media ပြီးတော့ broadcast media ဆိုလည်းအခုမှလောရပြီးတယ်ဒါပေမဲ့ viral မထွက်သေးဘူး viral ထွက်လာလို့ရှိရင်တော့သူကအမြန်ဆုံးထွက်တင်တာပေါ့ viral ထွက်လာရင်တော့ကွန်နာ community radio ဆိုတာကျွန်တော်တို့ကဒါတကယ်ဖြစ်တင်တဲ့ဟာတွေပေါ့နော်ဒါမျိုးတွေပေါ်လာဖို့ရှိတယ်ဒါမျိုးတွေဆိုရင်ခုနဗိုင်းလို့တော့ထွက်ဖို့တူတယ်သို့တော့အဲ့ဒါမျိုးထွက်မှလည်းခုနပြောတဲ့ဒီ ဟို community radio မျိုးတွေပေါ်လာရင် ethnic media တွေအတွက်ကပိုအားကောင်းလာမယ် print media ရော broadcast media ရော online ကတော့အခုတချို့ရှိပါတယ်ဆိုတော့ online ဒီကိုနိုင်ဒီပင်နိုင်ငံရဲ့ကျွန်တော် infrastructure ပေါ့ communication infrastructure ရာတိတ်တော့အားရစရာမရှိသေးဘူးဒါပေမဲ့ဒါပဲပြောပြောပြီးခဲ့တဲ့နှစ်ချိန်သုံးချိန်ပေါ့ကျွန်တော်တို့ media တွေနဲ့ဒီ ethnic media တွေနဲ့ကျွန်တော်တို့ဒီမျိုးစိမအပေါင်းကျွန်တော်ဆွေးနွေးရတဲ့အခါမှာတော့ဟိုသူတို့ရဲ့ဒီဥတီချက်တွေနဲ့တိဆောက်ထားတဲ့ ဟိုပါဘောနော်စောက်ချာကရန်ကိုဟိုအားရဖို့ကောင်းပါတယ်ကျွန်တော်တို့တကယ်ကိုဟိုဝမ်းတာဖို့လည်းကောင်းတယ်သူတို့ကဘလောက်ထိအားချုံမှလည်းလောက်ထားရဲဆိုတော့အဲ့တော့သူတို့ကိုတိတဲ့ပူကောင်းတဲ့ဟိုပတ်ဝန်းကျင်မျိုးဖြစ်စေခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ဒီဥပဒေအရပေါ့နော်ဒီဥပဒေတွေကအမြန်ဆုံးလက်တွေ့နဲ့ကန့်ညီတဲ့ဥပဒေမြန်မြန်လေးဒီဥပဒေထွက်လာဖို့လိုပါတယ်ဒါကလည်းမြန်မြန်ထွက်လာပြီဆိုတော့ဒီပုံမှောင်ကျွန်တော်တို့မူဒီဘုရမဒီ ethnic media တွေရဲ့အနာဂတ်ကြီးကိုကျွန်တော်တို့ separate လုပ်ဆောင်သွားဖို့ရှိပါမယ်โอเคခဏဟိုစီ broadcast media လောပေါ့လေရုပ်တံဥပဒေလိုပဲ ဆိုကြပါစို့အခုအတီးပြုတ်ပြီးသွားပြီနီးဥပဒေလိုနေသေးတယ်ပေါ့ဆရာပြောတာဆိုတော့အဲ့ဒီဒီ broadcast media law အစ်စ်အောက်မှာဒီကျွန်တော်တို့ကြားတာပေါ့နော်ဟုတ်မဟုတ်တော့မသိရသေးဘူးပေါ့ဒီဟိုရုပ်မြင်သံကြားဟို license တွေယူပြီးတော့မှလောက်ကြမဲ့ဟိုအဖွဲ့အစည်းတွေ channel တွေပုံများလာမယ်လို့သိရတယ်အဲ့လိုအခြေအနေလဲကျွန်တော်တို့ရှင်းပြပါဦးလာမဲ့ media ဟိုပုံစံပေါ့လေဖြစ်လာနိုင်တဲ့ပုံစံပေါ့နော်ရုပ်သံဘက်မှာအဓိကအဖြစ်တော့ဖြစ်လာပါမယ်ခင်ဗျဖြစ်လာပါမယ်ဆိုတော့ ဒါကြောင့်မလို့ခုနကကျွန်တော်ပြောတဲ့ဒီဟို media development authority ပေါ့ဗျာဒီအဖွဲ့ကြီးကဒါကဒီနိုင်ငံတွေမှာဒီ frequency တွေပေါ့ spectrum တွေဒါကနိုင်ငံ resource ပဲဒီ spectrum မျိုး allocate လုပ်မယ် manage လုပ်တဲ့ဟာကတော့ဒီအဖွဲ့မျိုးပဲလုပ်မယ်လို့ကျွန်တော်တို့ကဒါနိုင်ငံတကာမှာလည်းဒီတိုင်းပါဒီလိုမဲ့လုပ်မယ်လို့ရည်ရွယ်ထားတဲ့ကြောင်ဒီတိုင်းသွားတာပေါ့အဲ့တော့အဲ့ဒီအဖွဲ့အနေပေါ်မှာကျွန်တော်တို့က spectrum allocation ကိုလုပ်မယ်ဒါမှမဟုတ်ဒါကလည်းအခုနေနဲ့ကျွန်တော်တို့တခြားပြဿနာပါရှိတယ် telecommunications law နဲ့ကျွန်တော်တို့ပြန်ချိတ်ရမယ်အဲ့ဒီမှာလည်း MCRC ဆိုပြီးတော့ကျွန်တော်တို့ဒီ ဟို communication commission တရားဖွဲ့ဖို့ရှိတယ်။အဲ့တော့ဒီဟာလည်းကင်မယ်ပေါ့။သို့တော့ဒီဟာကင်တာကင်မယ်။သို့တော့ဒီဘက်ကလည်း broadcast council အနေနဲ့ကဘယ်လိုပြန်ပြီးတော့ဒါဟိုဟိုကျွန်တော်တို့အဲချိတ်မလဲပေါ့။ဒါမျိုးလေးတွေကတော့ကျွန်တော်တို့တော်တော်လေးဆွေးနွေးဖို့တော့ရှိပါလိမ့်မယ်။သို့တော်လည်းပဲတရားတခုကတော့အဲ့ဒီ spectrum တွေကိုထွက်လာရင်ဒါတွေကိုကျွန်တော်တို့ကပွင့်လင်းမြင်စွာစွာနဲ့ manage လုပ်အောင်မယ်ဆိုတော့အပိုင်းကြရင်အခုခုနကကျွန်တော် scan နဲ့ရှိမယ် forever ရှိမယ်ဒါတွေလည်းဒါသက်သက်ပေါ့လေ။သို့တော့ဒါတွေလည်း လောပေါ်နဲ့လောရတော့ကျွန်တော်တို့လောပိုင်လောရသူကတို့ပိုင်ခွင့်ရ broadcast console မှာရှော့အောင်ပါပဲမြမအတန်နဲ့ရုပ်မြင်တန်ကြား 90dB နဲ့ကျွန်တော်တို့ရှော့အောင်ပါပဲဒီမှာပြန်ပြီးတော့ဆိုတော့အဲ့ဒီခါမှာခုနကတခြားသောလုတ်ချင်တော့ကျွန်တော်တို့အဖွဲအစည်းတွေကဝင်ရှော့နိုင်ပါတယ်ရှော့မဲ့ပုံစံလုံးဝမဲ့ပုံစံပေါ့ဘယ်လို beauty break နဲ့သွားမလားဒါတွေကတော့ဘိုင်လောမှာဒီ broadcast console လူကြီးများထည့်ဆွဲမှာပေါ်လာမဲ့ပုံစံဖြစ်သွားပါမယ်အဲ့တော့သို့တော်တီချာဘောက်ကတော့အားလုံးဒီဟိုဟို fair and balance ဖြစ်တဲ့ပတ်ဝန်းကျင်တရားကိုကျွန်တော်တို့ဖြစ်အောင်ဖန်တီးနိုင်မလို့ကျွန်တော်ထင်ပါတယ်ဒါကြောင့်မလို့ဆရာကနာမေးတဲ့မီဒီယာတွေထပ်ပေါ်လာမလား broadcast media တွေဆိုတော့ပေါ်လာဖို့ကတော့ကျင်းတည်ပါတယ်ဒါကျင်းတည်ဖို့ဒီဟာမျိုးပေါ်ဖို့အတွက်ကိုလည်းဒီ law တွေဘိုင်း law တွေကျွန်တော်တို့ကနည်းနည်းပြီးစေချင်တာဖြစ်ပါတယ်ဆိုတော့အစ်ကလည်းဒီ match လောက်ကုန်လောက်ဆိုထွက်လာပြီပေါ့ဆရာရဲ့အဲ့တော့အခုလက်ရှိပြန်ကြိုင်းဝင်ကြီးဌာနအနေနဲ့ဘယ်လိုပုံစံမျိုးနဲ့အပြောင်းလဲရှိသလားဘယ်လိုပုံစံမျိုးနဲ့ သွားဖို့ရှိတယ်လေအဲ့တော့ဟိုပြန်ချိုင်းဝင်းဌာနကိုဘော်လေးပြပြပြောင်းလဲအနေနဲ့ကတော့ကျွန်တော်တို့က2012ခုနှစ်ခေတ်ကဒီလက်ရှိအစိုးရအနေနဲ့ကျွန်တော်တို့ဘာလုပ်ခဲ့လဲဆိုတော့ဟို good governance clean government လုပ်တယ်နောက်က administrative reform လုပ်တယ်ဆိုတော့အဲ့ဒီခေတ်ကကျွန်တော်တို့ကတော့ဒီရှိတဲ့ဟိုဒီ media ကို media တွေကိုတော့ကျွန်တော်တို့က public service media မျိုးနဲ့သွားမယ်အကြံတဲ့ဟာတွေကိုတော့ကျွန်တော်တို့ဒီ IPRD ဆိုရင်ကျွန်တော်တို့ information public relations department က ပြန်ဆက်ပေါ့ဗျာသူရှိမယ်ရုပ်ရှင်ဆိုလည်းရုပ်ရှင်ကိုကျွန်တော်တို့ကဖြတ်ပြီးတော့ရုပ်ရှင်ကို department လေးတစ်ခုအနေနဲ့ပဲဟိုဟို branch လေးတစ်ခုအနေနဲ့ပဲကျွန်တော် department တစ်ခုအောက်ကို IPR တစ်ခုအောက်ကိုတွန်းလိုက်တယ်ပြီးရင်ကျန်တာတွေကိုလည်းကျွန်တော်တို့ကအဲ့ဒီပုံစံတွေပြောင်းနိုင်ဖို့ကျွန်တော်တို့ဟိုပြောင်းခဲ့ပြီးပါပြီပြောင်းထားတော့အခုတော့ပြောင်းပြီးကာစားအနေထားပေါ့ကျွန်တော်တို့အဲ့တော့ reform ကလုပ်ထားတာဆိုလုပ်တော့လုပ်ထားတယ်ကျွန်တော်လုပ်ထားတယ်သို့တော့ဟိုနောက်လာမယ့်အစိုးရအနေနဲ့ကျွန်တော်တို့ကဒါတော့ကျွန်တော်တို့မပြောနိုင်သေးပါဘူးဒါမှလည်းပြန်ကြားရေးကို downgrade လုပ်မယ်ဒါမျိုးလည်းပြောနေသလိုဟလာဝန်ကြီးဌာနချင်းနေ ဟို combine လုပ်မယ်ဒါတွေလည်းရှိတယ်ဆိုတော့ဘယ်လိုပဲပြောဝင်ကြီးထားတာချင်း combine လုပ်မယ်ဆိုလဲ combine လုပ်သွားတဲ့အပိုင်းကျရင်ကျွန်တော်တို့မြင်တာကတော့ဒီ media တွေကတော့ခုန public service broadcaster မျိုးသွားပါဘောနော် MPE ဆိုရင်လည်း MPE ဒါကျွန်တော်တင်းစနေစင်းဆိုလဲဒါနောက်ဆိုရရင်ကျွန်တော်တို့ဘယ်လိုပုံစံမျိုးနဲ့သွားကြင်လဲအဲ joint venture သွားမလား privatization သွားမလားဒါတွေကတော့ကျွန်တော်တို့အပြင်ဆင်ပေးရမှာဖြစ်ပါတယ်နောက်ကြံတာကတော့ပြန်ဆက်ကတော့ဒီအဆိုရရဲ့သတင်းတွေကိုတကယ်တမ်းဟိုဒီတနိုင်ငံလုံးမှာလွှမ်းခြုံမှုရောက်ရှိဖို့ဆိုတော့ ဒီပြန်ဆက်လိုဌာနမျိုးဆိုတာဖွဲ့စည်းပြီးသားကြီးကျွန်တော်တို့မှာဒီကနေပဲဒီ flow သွားနိုင်တာပေါ့နော်ဒါကတော့သူတို့စဉ်းစားပါဘူးလေနောက်တစ်ခါကျတော့ရှင်ပုံနှိပ်ထုတ်ဝေလို့ဟာမျိုးကလည်းဒါကျွန်တော်တို့ government process နေနဲ့လိုတာပဲဒါကကျွန်တော်တို့ရှိဖို့လိုပါတယ်ဒါလေးတွေပြန်ပေါင်းလိုက်ရင်တော့ကျွန်တော်မြင်တာကတော့အဲဝင်းထားတစ်ခုပေါင်းနေဆိုလဲဒါကပေါင်းနေအတိုင်းကျွန်တော်တို့ကဟိုလိုအပ်တဲ့ဟာလေးသွားလို့ရမယ်သို့တော့ public service broadcaster တို့အခုနကပြောတဲ့ joint venture or privatization ဒါတွေကတော့တနည်းနည်းနဲ့လေဒါဖြစ်လာနေတဲ့အနေအထားလို့ကျွန်တော်တို့မြင်ပါတယ်ဒီလိုလည်းဒီ ဝင်ဌာနအဖွဲ့ပြောင်းမှလုပ်နိုင်ဖို့ကိုကျွန်တော်ပြည်တော်ရေးဝန်ကြီးကိုယ်တိုင်ကကျွန်တော်တို့အခုပြင်ဆင်နေတာလေးရှိပါတယ်ခင်ဗျာကျေးဇူးများကြီးပါဆရာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာ